အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ချင်းမိုင်ကိုအလဲရောက်ဖြစ်တုန်းကတဲပစ်ခဲ့တဲ့ဟိုတယ်လေးတွေကိုပြပေးခြင်းပါလေဗျချင်းမိုင်ကိုရောက်ဖြစ်တုန်းကချင်းမိုင်မှာတပတ်လောက်ကြာခဲ့တာဆိုတော့ချင်းမိုင်ရဲ့မတူညီတဲ့ area လေးတွေမှာဟိုတယ်အခန်းလေးတွေငားပြစ်တဲပစ်ပါလေဗျတဲပစ်ခဲ့တဲ့ဟိုတယ်လေးတွေရဲ့အခန်းစင်းုံအခန်းအနေအထားဟိုတယ်အနီးနားဝန်းကျင်လေးတွေကိုအခုဗီဒီယိုလေးမှာပြပေးပါမယ်ဗျပထမအဦးဆုံးရဲ့တဲပစ်တာကတော့ Rustic River ဆိုတဲ့ဟိုတယ်ပါ အခုကဟိုတယ်ကိုရောက်ရောက်ချင်းအပြင်ကမြင်ရတဲ့မြင်ကွင်းမှာဟိုတယ်ကတော့ Google မှာ2 star hotel ဖြစ်တယ်လို့ပြထားပါတယ်ဟိုတယ်အောက်ထပ်ဝင်ဝင်ချင်း reservation နေရာရဲ့အနေထားပါသူကဟိုတယ်ကိုမှ coffee time တိတိလေးတစ်ခုနဲ့တွဲပြီးတော့ဖွင့်ထားပါတယ်ဟိုတယ်ကိုလည်းရှေ့ခေတ်ပစ္စည်းပုံစံအပြင်ဆင်လေးတွေနဲ့အလှဆင်ထားတာလည်းတွေ့ရပါတယ်ဗျဒါကတော့ကျွန်တော်တို့ရတဲ့နှစ်ယောက်ခန်းရဲ့အနေထားပါဗျတတရရတတန့်ရှင်ရှင်ရှိပါတယ် မှန်တင်ကုန်စပွဲပါပါတယ်တီဗီပန်ကအေကွန်ပါတယ်ရေခဲတက်တာအသေးတလုံးပါတာလည်းတွေ့တယ်ကော်ဖီတွေပါပြီးဖြောက်တောက်ဖို့အတွက်ရင်နွေးဥပါမယ်ဒီဘက်မှာကတော့ hair dryer နဲ့ mini locker တလုံးလည်းပါပါသေးတယ် ဒီဘက်ကတော့ရေချိုးကန်းအိမ်နာပါ အခန်းမခွဲထားပေးပေမဲ့ရေချိုးကန်းနဲ့အိမ်နာကိုတသက်စီဖြစ်အောင်လိုက်ကလေးတွေထည့်ထားပေးတာကအဆင်ပြေပါတယ်ဟိုတယ်ကန်းရဲ့အနေအထားကိုပြပေးပြီဆိုတော့ဟိုတယ်ရဲ့ပတ်ဝန်းကျင်အနေအထားကိုပြပေးပါမယ်ဗျကျွန်တော်ကလွယ်ကထုံပွဲရက်တွေတုန်းကရောက်တာမို့ညဘက်မှာဟိုတယ်နားတစ်ဝိုက်ကအရန်စီပါတယ် ဟိုတယ်အရှိတတဲကလမ်းမမှာနေဈေးဆိုင်တွေခင်းပြီးတော့ရောင်းကြတာပါပုံမှန်ရက်တွေဆိုရင်တော့အခုလိုဈေးဆိုင်တွေမရှိနိုင်ပါဘူးဗျဟိုတယ်ကနေအခုကျွန်တော်လျှောက်သွားသလိုတတဲလျှောက်လာလိုက်လို့2မိနစ်လောက်ဆိုရင်တရားတစ်ခုရှိပါတယ်ပင်းမြစ်ကိုဖြတ်ပြီးတော့ဖောက်ထားတဲ့တရားပါချမိုင်မျိုးတွေကဒီမြစ်ပေါ်မှာစောက်ထားတဲ့သဒ္ဓါတွေက၄ခုလောက်ရှိနေတယ်ထင်ပါရဲ့ဗျ။သဒ္ဓါပေါ်မှာကတော့မိပန်းဖောက်ဖို့လာကြတဲ့သူတွေ ရကထုံပွဲစဉ်လက်ပတ်ကြသူတွေနဲ့ဆီနေပါတယ်ဗျ။ဟိုတယ်ရဲ့နေရာကချစ်မှန်ရဲ့ဝရရက်စီပန်သေးတို့နဲ့လည်းနှီးပါတယ်။ဝရရက်စီကို၄မိနစ်၅မိနစ်လောက်လမ်းလျှောက်သွားတာနဲ့ရောက်ပါတယ်။မဲကပောင်သွားတဲ့ကာကိတ်ကလည်းပန်းစီအရှိမှပဲရှိတာမို့လို့မဲကပောင်ရွာမွန်ချမ်းရွာတို့ဘက်သွားဖို့အစီအစဉ်ရှိတယ်ဆိုရင်ဒီနားတဝိုက်သေးတာကအဆင်ပြေပါတယ်။ချစ်မှန်မျိုးဟောင်းနဲ့သွားလေခြင်းနဲ့ဆိုရင်လည်း၅မိနစ်မိနစ်၂၀လောက်လမ်းလျှောက်ရင်ရပါတယ်။ကားနီလေးတွေစီးပြီးသွားရင်လည်းအဆင်ပြေပါတယ်။ အခုကပွဲတော်ရဲဖြစ်တာမို့လူရမ်းစီနေတာပါပွဲတော်မရှိတဲ့ရက်တွေဆိုရင်တော့လေးစစ်စစ်တစ်တစ်စစ်ရှိမဲ့ပတ်ဝန်းကျင်မှာပဲတွားရေးလာရေးအတွက်လည်းအဆင်ပြေတဲ့နေရာလို့ဆိုနိုင်ပါတယ်ဟိုတယ်ရဲ့ဈေးနှုန်းကတော့နှစ်ယောက်ခန်းတစ်ခန်းကို ပုံမှန်ဘတ်800ဝန်းကျင်လောက်အနည်းဆုံးကျပါလိမ့်မယ်ဗျဒုတိယမြောက်တဲပြတဲ့ဟိုတယ်ကတော့ချင်းမိုင်မြို့ဟောင်းထဲကဟိုတယ်ပါဒီဟိုတယ်ကတော့မိန်လမ်းမကြီးထဲမှာရှိတာမဟုတ်ဘဲနဲ့ လမ်းတွယ်လေးတစ်ခုထဲမှာရှိတာပါ room quest လို့နာမည်ရပါတယ်ဟိုတယ်ဆိုင်းဘုတ်မှာကတော့ home stay လို့ပဲရေးထားပါတယ်ဒါကတော့ reception မှာသူကဟိုတယ်တစ်ခုလုံးကိုကတ်တုံးပုံတွေရေးထားတာပါ reception ကစားလို့လေကားထစ်တွေရှောက်လန်းတွေနဲ့နေရန်တွေနေရာတိုင်းကိုကတ်တုံးတွေလုပ်ထားပါတယ်တနေရာနဲ့တနေရာတစ်ထပ်နဲ့တစ်ထပ်မတူအောင်လုပ်ထားပေးတာလည်းတွေ့ရပါတယ် ခန်းထဲဝင်ကြည့်အောင်မှာအခန်းထဲလဲတခန်းလုံးကသုံးတွေအပြည့်ဆွဲထားပေးပါတယ်အခန်းကအရန်ကိုရိုးရှင်းပါတယ်အဲကွန်းပါမယ်မှန်တစ်ချက်အဝတ်ချိတ်ဖို့စင်နဲ့အိပ်ရာပဲပါပါတယ်ရေခဲတက်တာဟဲဒရိုင်ယာတို့လိုပစ္စည်းတွေ မပေးထားပါဘူးဗျအခန်းကကျင်းနေဆိုပေမဲ့လင်းလင်းရှင်းရှင်းတတရရရတော့ရှိပါတယ် ခန်းကျင်းတယ်လို့ရေချိုးကန်းအိမ်နာလည်းအတော်ကိုကျင်းပါတယ်အိမ်ယုံလောက်ပဲအဆင်ပြေပါမယ်ဒါကတော့ဟိုတယ်ရှိတဲ့လမ်းထဲကမြင်ကွင်းမှာဒီလိုမျိုးဟိုတယ်အသေးလေးတွေ home stay တွေကဒီလမ်းနာတစ်ဝိုက်မှာအများကြီးပဲရှိပါတယ် online မှာရှာလို့မရတဲ့ လာပေးငှားနေလို့ရတဲ့အခန်းမျိုးတွေလည်းအခုလိုချင်းမိုင်မျိုးဟောင်းတွေကလမ်းတွေလေးတွေထဲမှာအများကြီးရှိပါတယ်။လရှိနေကြတဲ့နိုင်ငံသားတွေဆိုရင်အခုလိုမျိုးလမ်းတွေလေးတွေကအခန်းတွေမှာငှားနေတတ်ကြပါတယ်။လမ်းတွေလေးထဲမှာဖြစ်ပေမဲ့ကော်ဖီဆိုင်စားတောက်ဆိုင်တွေသူဟာနေသူရှိပါတယ်။ဟိုတယ်ကတော့လမ်းတွေလေးတွေဖြစ်တာမို့အတော်လေးကိုတိတ်ဆိတ်အေးချမ်းပါတယ်။ဟိုတယ်နေရာကနေလမ်းထိပ်ဘက်လျှောက်လာလိုက်ရင်လမ်းမှာအခုလိုမျိုးဝင်းကြီးနဲ့ လန်နာစကွဲဆိုပြီးတော့ညာသေးအသေးလေးတခုရှိပါတယ်။ဆိုင်ခန်းပေါင်း20ကျော်လောက်တော့ဒီညာသေးဝင်းထဲမှာရှိပါတယ်ဗျ။အခုကတော့လန်ထိပ်ဘက်ရောက်လာပါပြီဗျ။လန်ထိပ်ဘက်မှာလည်း7-11နဲ့စားတောက်ဆိုင်တွေဘားတွေရှိပါတယ်။ချင်းမှန်ရဲ့အချက်အချာကြားတဲ့တာဖဲကိတ်နေရာကိုဟိုတယ်နေရာကနေလမ်းလျှောက်သွားမယ်ဆိုရင်လည်း10မိနစ်လောက်လျှောက်ရုံနဲ့ရောက်ပါတယ်။ဟိုတယ်ရဲ့ဈေးနှုန်းကတော့ဘတ်600ခွန်းရာဝင်းကျင်လောက်ပဲရှိပါမယ်။ ဘတ်ဂျက်ခြွေတာခြင်းတဲ့သူတွေအနေနဲ့ဆိုရင်ဒီဟိုတယ်ကအဆင်ပြေပါတယ်ချင်းမိုက်မြို့ဟောင်းတွေကလေစရာနေရာတွေကိုအလဲသွားဖို့အတွက်ဆိုရင်လည်းလမ်းလျှောက်သွားရုံနဲ့တင်ရောက်တာမို့မြို့ဟောင်းတွေကိုလေပတ်ဖို့အဆင်ပြေပါတယ်တခြားနေရာတွေသွားမယ်ဆိုရင်လည်းကားငှားတာဆိုင်ကယ်ငှားတာတွေအတွက်အလွယ်တကူရှာလို့ရပါတယ်အခုကျွန်တော်ပြောသွားတဲ့ဟိုတယ်နှစ်ခုစလုံးကညာပိုင်းတွေဆိုရင်ဟိုတယ်ရီဇာရှင်မှာဝန်ထမ်းတွေမရှိတဲ့ဟိုတယ်မျိုးတွေဖြစ်တာမို့ညာပိုင်းမှာ check in ဝင်ပြမယ်ဆိုရင်တော့နည်းနည်းကတိကောက်ဖြစ်နိုင်ပါတယ်ဗျာ နောက်ထပ်တဲပြတဲ့နေရာကတော့ချင်းမိုင်ညာစေ night bazaar area တဲကဟိုတယ်တခုပါညာစေခင်းရောက်တဲ့ main လမ်းမကြီးတဲကနေအထဲကိုတော့နည်းနည်းဝင်ရပါတယ်ဗျ main လမ်းမကြီးရဲ့လမ်းစုံနေရာကနေ၄မိနစ်၅မိနစ်လောက်ရှောက်တာနဲ့ဟိုတယ်နေရာကိုရောက်ပါတယ်ဟိုတယ်ကိုလာတဲ့လမ်းမှာလဲစားတောက်ဆိုင်တွေကော်ဖီဆိုင်တွေ ရှိသေးတာမို့နေဘက်အတွက်လဲစားရည်တောက်ရည်အဆင်ပြေတယ်လို့ဆိုရပါမယ် ညာသေးနေရာကနေလမ်းလျှောက်ပြီးတော့မှလမ်းတွေတဲ့ချိုးဝင်ရတာမို့ညာသေးဘက်ကစူညံတန်တွေလည်းမကြားရသလိုဟိုတယ်နာလူရှုပ်နေတာမျိုးလည်းမရှိဘူးဗျဟိုတယ်နာမည်ကတော့ CM Night Bazaar Hotel ပါဒါကတော့အပြင်ကနေမြင်ရတဲ့ဟိုတယ်ရဲ့အနေအထားပါ reception နေရာပါဗျကျွန်တော်တို့အခန်းထဲသွားကြည့်ကြပါမယ်ဗျ။ ခန်းကတော့နည်းနည်းမှောင်သလိုတော့ရှိတယ်ပစ္စည်းတွေကတော့ရှေးပုံစံတစ်တားပစ္စည်းလေးတွေတုံးလာတာများတယ်အဲကွန်း TV အဝတ်ပီတို့ထိုင်ကုန်ရင်ွေးအိုးစသဖြင့်ပေးထားတာတွေ့ရပါတယ်ဗျဒီမှာတော့ကျွန်တော် twin room အခန်းပဲရခဲ့ပါတယ်ဗျဟိုတယ်အခန်းထဲမှာတော့ hair dryer ပါတယ် ဒီဘက်မှာဆိုရင်လည်းရေကတိတာအသေးတစ်လုံးပါပါတယ်ဗျရေချိုးကန်းအိမ်နာဆိုရင်လည်းမစိုးဘူးအဆင်ပြေတယ်အိမ်နာနဲ့ရေချိုးကန်းကိုလိုက်ကလေးခြားထားပေးတဲ့အတွက်အဆင်ပြေပါတယ်ဒီမှာဆိုရင် gym အသေးစားလေးတစ်ခုလည်းတွေ့ရပါတယ် ပြင်ဘက်မှာဆိုရင်လည်းရေကူးကန်အသေးစားလေးတစ်ခု ပါပါသေးတယ်။ရေကူးကန်ကသေးလွန်းတာမျိုးရေစိမ်ဖို့တော့ပဲအဆင်ပြေပါတယ်။ဒီအခန်းရဲ့ဈေးနှုန်းကဘတ်600 900ဝန်းကျင်လောက်အနည်းဆုံးရှိပါမယ်။ဆိုတော့ဒီဟိုတယ်ကလည်းဈေးသက်သာတဲ့ budget hotel ပါပဲ။နေရာအနေအထားကတော့ညာဈေးနှားမှာရှိတာမျိုးအစားအသောက်အတွက်စိတ်မပူရဘူး။တခြားနေရာတွေတွားလည်ဖို့ဆိုရင်လည်းကားနီလေးတွေပေါ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့တာဖဲကိတ်အရှိတဲတဲက im hotel တာဖဲဆိုတဲ့ဟိုတယ်ပါဒီဟိုတယ်ကတော့ကျွန်တော်ဗီဒီယိုရိုက်ဖို့မေးခဲ့တာမျိုးပုံလေးတွေနဲ့ပဲပြပေးပါမယ်ဗျဒီဟိုတယ်က ကားလန်ကူးလိုက်တာနဲ့ချင်းမိုင်ရဲ့အထင်ကရတာဖဲကိတ်ကိုရောက်တလို့မြို့ဟောင်းနဲ့လမ်းလျှောက်သွားမယ်ဆိုရင်လည်းသွားလို့ရပါတယ်ညာသေး area ဘက်ကိုသွားကြည့်ရင်လည်းလမ်းလျှောက်သွားလို့အဆင်ပြေပါတယ်နေရာအဖြစ်အခုဟိုတယ်ကကျွန်တော်တဲခဲ့တဲ့ဟိုတယ်၄ခုသလုံးမှာအချက်ချာအကျဆုံးနေရာလို့ပြောနိုင်ပါတယ် ဟိုတယ်ကလမ်းမတန်းလူစီတဲ့နေရာမှာရှိတာဖြစ်ပေမဲ့အခန်းထဲမှာအတန်လုံပြီးတော့အပြင်တန်းဘာမှမကြားရပါဘူးဟိုတယ်ခန်းတွေကလည်းအတော်လေးကိုများပါတယ်ဗျဟိုတယ်ခန်းရဲ့အနေအထားကတော့အတော်လေးတန့်ပါတယ်အဲကွန်မှန်တင်ကုန်ရေခဲသစ်တာ TV ရင်ွေးအိုဟဲဒရိုင်ယာလောကာစသဖြင့်ဟိုတယ်တစ်ခုမှာပါတင်တာတွေအကုန်ပါပါတယ်ရေချိုးကန်းအိမ်သာဆိုရင်လည်းအတော်လေးကိုတန့်ပါတယ်ဈေးကတော့နှစ်ယောက်ခန်းတစ်ခန်းကိုဘတ်1200ဝန်းကျင်ပေးရပါတယ်ဗျာ အခန်းရဲ့တန့်ရှင်းမှုပန်ဝန်းကျင်အနေထားနဲ့ဆိုရင်ပေးရတဲ့ဈေးကတန်တယ်လို့ဆိုနိုင်ပါတယ်ဗျဒါကတော့ကျွန်တော်ချင်းပိုင်မှာတည်ပြခဲ့တဲ့ဟိုတယ်အခန်းလေးတွေရဲ့ဈေးနှုန်းအခန်းအနေအထားနဲ့ဟိုတယ်တစ်ခုချင်းရဲ့ပတ်ဝန်းကျင်အနေအထားလေးတွေကိုပြပေးခဲ့တာပါဗျကျွန်တော် page မှာ ချင်းပိုင်မျိုးကိုအလဲသွားတဲ့အခါတဲခိုတင်တဲ့ area တွေအကြောင်းဗီဒီယိုတစ်ပုဒ်လည်းတင်ထားပေးပူပါတယ်အခုတည်ပြတဲ့ဟိုတယ်လေးတွေဆိုရင်လည်းကျွန်တော်ပြောခဲ့ဘူးတဲ့ area တွေက ဟိုတယ်တချို့ကိုတဲပစ်ခဲ့တာပါဗျဒီ area တွေတောင်းရှင်းပြထားတဲ့ဗီဒီယိုလေးကိုလည်း comment မှာ link ချတာပေးပါမယ်ဗျဒီဗီဒီယိုလေးကြည့်ပြီးရင်တော့ဘယ် area မှာဆိုရင်အခန်းလေးတွေကဈေးနှုန်းဘယ်လောက်လောက်ရှိနိုင်တယ် budget ဘယ်လောက်သုံးရင်တော့ဘလို့အခန်းမျိုးရနိုင်မယ်ဆိုတာမှန်းဆပြီးတော့ချိန်မှန်သွားမဲ့ခီးစဉ်တွေအတွက်ဟိုတယ်ကန်းတွေရှာကြည့်ဖို့အထောက်အကူဖြစ်စေမယ်လို့ယူဆပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြှောက်ဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ